ောဓလမင်းကြီးကသူ့အိမ်မထဲမှာညကန်းပြီးသူကအိမ်မထဲရှောက်လာရင်လည်းဇီရဲမှာမြစ်ထဲမှာဘူးထောင်းတွေကိုလူတယောက်ကပြစ်ချကြည့်ဘာထူတာတော့ဆိုတော့ပုံမှန်ထုံးစံကတော့ဘူးထောင်းဆိုတာဒါဓမ္မတွေသိလောက်ပါတယ်နော် ဘာမှမရှိဘူးအခွန်ကြီးเนาะထဲတဲ့ကစာနှုတ်ပြီးတော့အချောက်လှမ်းထားတဲ့အရာရည်တဲ့နစ်တဲ့ထုံးစံမရှိဘူးဒီဘော်တင်လိုက်ပြီးစနေပေါ်လောပေါ်လောပေါ်လောနဲ့မျောသွားရမယ်သဘောပဲဒါပေမဲ့လို့အဲ့ဒီစာဘူးတောင်းဘူးတောင်းတွေကရည်တဲ့မနစ်ပဲရည်တဲ့အဲ့လိုပေါ်လောပေါ်လောမျောသွားရမယ်အစား မမျောပဲနဲ့ခြားရတယ်ခြားရတယ်ပလုံးပလုံးပလုံးဆိုသူတို့ကရေထဲနစ်နေပြီးတော့သွားဟာဘယ်လိုပါလဲပေါ့ဘုရင်ကြီးကအိမ်မထဲမှာနော်သူလည်းမသိဒါတွေကရေပေါ်ပေါ်ပြီးတော့မျောသွားရမယ်ဟာကဘယ်လိုလုပ်ပြီးရေထဲနစ်နေသတော့ဒါကိုယ်တော်လည်းအဲ့လိုအိမ်မမှတ်တယ်ဒီမဲ့အချိုးပြစ်ကဘာလဲဆိုတော့ နောက်တစ်ချိန်ကြလို့ချင်းတဲ့လူတွေဟာဘာမှတန်ဖိုးမရှိတဲ့အပြင်းအပြင်းလောကဥပမာစကားတစ်ခုပြောရင်တချို့လူငယ်လေးတွေပြောတာရှိမိုက်ရိုင်းမှာထွားကြိုင်းတဲ့ရင်ကြီးရဲ့အထင်သေးတဲ့ဒီလိုစကားမျိုးတွေလူရင်ချင်းမှုကိုဖြတ်စည်းတဲ့ စကားမျိုးเนาะတချို့ရှိသေးတယ်ဆဲတာယောက်ျားပိတာတဲ့ဟောဒီလိုမျိုးပေါ့เนาะလူရင်ကျေဖို့လူအစင်တန်းကိုဖြတ်စည်းတဲ့ဒီလိုစကားမျိုးတွေဒီလိုအယူအဆမျိုးတွေကိုပျော်ဟောနေတဲ့ပုံပေါ်တွေလူတွေကမြောက်ပင့်ပြီးတော့ပြက်စည်းရပြက်စည်းကြောင် လောကဒုက္ခတရားတွေပျက်စီးရပျက်စီးကြဟောပြောနေတဲ့ပုံကိုယ်တွေကိုအဲ့စကားတွေကိုလူတွေကအဟုတ်ကြီးမှတ်ပြီးတော့လက်ခုလက်ဝါးတွေတီးသဘောတွေကြပြီးတော့အနှစ်သာရမရှိတဲ့ပေါက်ပန်း40စကားတွေကိုသူတို့စိတ်ထဲမှာမှတ်မိပြီးတော့စိတ်နှလုံးသားထဲမှာနှစ်ဝင်နေအောင်မှတ်သားပြီးတော့လိုက်နာကြတဲ့အနေအထားမျိုးတွေဖြစ်လာနိုင်မယ်။နော်အနှစ်သာရမရှိတဲ့ပေါက်ပန်း40ပေါ်တိပေါ်ပြတ်ဗျမ်းပရာစကားတွေဟာ တခါတော့ခဏနားရမဒီဘက်ကဒီဘက်နားကဝင်ဟိုဘက်နားကထွက်အမယ်စကားကမထွက်တော့ဘဲနှလုံးသားတည်းထိအောင်ရောက်ပြီတော့ဒါမှအဟုတ်กว่าဒါမှအမှန်กว่าသူပြောတာကမှတကယ်ဖြစ်တဲ့ဒါဆိုတာမျိုးတယ်ဖြစ်လာကြလိမ့်မယ်ဒါဟာအနှစ်မရှိတဲ့ရေထဲမှာပေါ်ကညောပြီးတော့ပေါ်နေရမယ်ဘူးတော်ဟာရေထဲကိုအနှစ်ရှိတဲ့ကဲဆိုပလုံးပလုံးနဲ့မြုပ်နေတယ်တော့ပေါ်ပန်း၄၀အနှစ်သာရမရှိတဲ့ဇာတာတွေဟာ ဘောဘောနားထောင်ကားမြဖြစ်ပြီးဒီဘက်ကဝင်ဟိုဘက်ကထွက်ဖြစ်ရမှာမဖြစ်တော့ပဲနဲ့လူတွေသဘောကျလက်ခံလာကြတဲ့အနေထားတဲ့ဒါနဲ့သွားတူတယ်ပေါ့အဲ့ဒါတော့အကျိုးဆက်ပါဖြစ်လာတော့တော့စကားအနှစ်သာရကိုပြောတတ်ဆိုတတ်တဲ့ပညာရှိသူတော်ကောင်းတွေရဲ့စကားကိုကြတော့လူတွေကနားမထောင်ကြတော့နားမထောင်ပညာရှိသူတော်ကောင်းတွေကဘယ်နေရာမှာစကားပြောလို့မတင့်တယ်တော့ သူတို့ပြောရင်လည်းနားထောင်မဲ့လူပါမရှိဘူးလာဆရာလို့ပါကြီးကျယ်တာသူကဘာကောင်းကြီးမလို့လဲဒီလိုမျိုးလူချင်းချင်းလည်းပဲဒီတိုင်းပဲပေါက်ပန်း၄၀တွေ့ကြရပြောတဲ့လူတွေရဲ့စကားဟာလူရှိသူရှိမင်းဆိုးရာသာပွဲလေတဲ့ဘက်မှာတင့်တယ်အများကသဘောကျလက်ခံပေးကြစကားအကောင်းပြောပြီးဆိုတော့ဘသူမှအလေးမထားကြနားမထောင်ကြတန်ခါပရိသတ်မှလည်းဒီအတိုင်းပဲတဲ့ တရားပြတ်တဲ့ပော့ပော့နေပော့ပော့စားဗျမ်းဗရာသင်္ကန်းဝတ်ပုံကိုယ်ရဲ့စကားကိုအများကလက်ခံလာရင်ပဲလို့ကိုကျင်တရားနဲ့ပြည့်စုံတဲ့အရှင်ကောင်းအရှင်မြတ်တွေကတော့မျက်နှာပန်းမလှတော့ဘူးဘယ်နေရာမှာသွားလို့လာလို့လဲမတင့်တယ်တော့ဘူးပုံလျူကွယ်လျူနေကြရတဲ့အနေအထားရောက်သွား။ဘာဖြစ်လဲဘယ်နေရာမှာစကားကလူရာမဝင်တော့နားထောင်မဲ့လူလဲမရှိတော့အမျိုးသမီးချင်း ခยีသွားတဲ့အကြောင်းဝလုံးခွဲကြောင်းနှလုံးသုံးလုံးကြောင်းပေါက်ပန်း၄၀တာဝန်တော်နဲ့မဆိုင်တဲ့ဇကားတွေရဲ့ပြောတတ်ဆိုတတ်တဲ့ပုံကိုယ်တွေဒီသားလည်းရင်တန်ခါအလယ်မှာဒီနေ့ခေလူရဝင်လာတယ်လို့မျိုးပေါ့နော်အဲ့လိုလူရဝင်လာလဲစာကြောင်းပေကြောင်းပြောမယ်ကိုကျင့်သိခါကိုကျင့်သီလနဲ့သီလသိခါနဲ့ပတ်သက်တဲ့အကြောင်းတွေပြောမယ်တမာရီသိခါနဲ့ပတ်သက်တဲ့အကြောင်းတွေကိုပြောမယ်ပညာသိခါနဲ့ပတ်သက်တဲ့အကြောင်းတွေကိုပြောမယ်အဲ့ဒီလိုသာသနာတွင်းနဲ့ ဆက်လျင်းတဲ့သူတော်ကောင်းစကားတွေကိုပြောတဲ့သူတော်ကောင်းနေကြတော့လူရမဝင်တော့ဘူးဘယ်သူမှအဖက်လုပ်ပြီးတော့နားထောင်မှလူလည်းမရှိတော့တဲ့အတွက်ကြောင့်တဖြည်းဖြည်းနဲ့တိမ်မြုပ်ပျောက်ွယ်ပြီးတော့သွားရဆက်လူတွေလည်းတိမ်မြုပ်ပျောက်ွယ်သွားတယ်လို့စကားတွေလည်းပဲအရာမရောက်တော့ဘဲနဲ့ပျောက်ွယ်ပြီးတော့သွားတယ်ပေါ့တောင်ပဲဥစဉ်တော့ချင်းနီဘူးတော်ရင်းနေအောင်ပေါ်ချောင်းမြတ်သည် ပင်ညာရှင်များမကြောကြားဆောင်ရှားမြုပ်ွယ်မည်ဘာဝိတ္တဒါယောဆရာတော်ဘုရားကြီးရတော်ဘူးတော်ကွယ်ပေါ်မြဲတဲ့ဓမ္မတာရေပြင်းမှမတည်ပဲထဲနှစ်တည်တာဒီလောဝပညာရှင်များယဟန်ရှင်လူတော် ကျေးဇူးမူကုန်သိမြုပ်တဲ့ကျိုးရုပ်အလားဘူတော်ွယ်ပေါ်မြဲတဲ့ဓမ္မတာရေပြင်းမှားမတီးပဲထဲနေသည်သာသီလဝါပညာရှိမြာဇဟောင်းရှင်လူတော် ေစုမူကုန်သိမြုပ်တဲ့ကျို့ယုတ်အလားသာတော်ဘုရားကြီးကဤတို့ဆက်ဆိုတော်မူခဲ့ပါတယ်